1885ခုနှစ်တွင်မှဖြစ်ပွားခဲ့တာပါခင်ဗျာပရမစစ်ပွဲအပြီးမှာရခိုင်တနင်္လာရီနေ့အာတမဏိပူရနယ်တွင်ပြည်ထရှလက်အောက်ကိုကျရောက်ခဲ့ရပြီးဒုတိယစစ်ပွဲအပြီးမှာတော့မြန်မာပြည်အောက်ပိုင်းနဲ့တတိယစစ်ပွဲအပြီးမှာတော့ကြံရစ်တဲ့မြန်မာပြည်အထက်ပိုင်းနဲ့ရှမ်းပြည်ကချင်ချင်းတောင်နန်းတွေကိုပြည်ထရှတို့တင်ပိုက်ခဲ့ပါရခင်ဗျာဒီစစ်ပွဲ၃ပွဲနဲ့ပဲအနည်း၈၀၀ကျော်ရှင်းလျားခဲ့တယ် မြန်မာမင်းဆက်တွေရဲ့အုပ်စိုးမှုဟာစုံကန်းတန်ခဲ့ပြီးမွန်၊ရခိုင်နဲ့ရှမ်းနယ်တွေပါပြည်ထောင်စုမြန်မာပြည်အဖြစ်တင်တွင်ချင်းခံခဲ့ရပါတယ်ခင်ဗျာလက်ရှိမြန်မာနိုင်ငံကိုပုံသွင်းပေးခဲ့တဲ့ပြည်ထောင်စုတိမ့်မိုက်မှုကိုဖြစ်ပေါ်စေခဲ့တဲ့အင်္ဂလိပ်မြန်မာစစ်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဟာ2024ခုနှစ်မှာနှစ်နရာ ပြည့်ခဲ့ပါပြီခင်ဗျာဒီလိုရာစုနှစ်နှစ်စုကြာမြင့်ခဲ့ပြီမြေဒီသိမ့်ပိုင်မှုစစ်ပွဲတွေရဲ့အကျိုးဆက်ကိုနှစ်နိုင်ငံဆက်ဆံရေးမှာ တွေ့နေရတဲ့အပြင်ပြည်တွင်းစစ်တမ်းကို85နှစ်ကြာရင်ဆိုင်နေရဆဲဖြစ်တဲ့မြန်မာပြည်ရဲ့နိုင်ငံရေးမှာလည်းရိုက်ခတ်နေဆဲဖြစ်ပါတယ်ခင်ဗျာ1952ခုနှစ်မှာအလောင်းဖျားနန်းတက်ပြီးတဲ့နောက်ကုန်းမောင်မင်းဆက်ရဲ့လက်နက်နိုင်ငံဟာအရှိတောင်အာရှအနောက်ပိုင်းမှာတကူထွာလာခဲ့ပါတယ်ခင်ဗျာ အရင်တောင်ကုန်းမင်းဆက်ရဲ့လက်အောက်ခံဖြစ်ခဲ့တဲ့ဟန်တာဝရီဇင်းမယ်နဲ့ယူနန်တွေကရှမ်းစော်ဝါနယ်တွေကိုပြန်လည်သိမ်းပိုက်ယုံလာမှာပဲ အရှိတောင်ဘက်ကထိုင်းတို့ရဲ့မြို့တော်အယုဒ္ဓယာကိုပါစင်ပြူရှင်မင်းလက်ထက်မှာတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်ခင်ဗျာအရှိမြောက်ဘက်မှာမန်ကျူထိုးစစ်ကိုအကြိမ်ကြိမ်အောင်နိုင်တဲ့အပြင်အနောက်ဘက်သလွားမှာလည်းအာတန်မဏိဘူရပြည်တွေတာမကမြမမင်းအဆက်ဆက်မတိန်တွင်းနိုင်ခဲ့တဲ့ရခိုင်ပြည်ကိုဘိုးတော်ဖျားလက်ထက်မှာအပြေးတိုင်တိမ့်ပိုက်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီလိုတိမ့်ပိုက်ခဲ့တဲ့အတွက်အိန္ဒိယတိုက်ငယ်မှာဩဇာလွှမ်းမိုးလာတဲ့ ဗြိတိရှအရှိအိန္ဒိယကုမ္ပဏီပိုင်နဲ့နဲ့မြန်မာမင်းနိုင်ငံထိဆက်လာခဲ့ပါတယ်ခင်ဗျာအဲ့ဒီလိုထိဆက်မှုကြောင့်ပဲမြန်မာမင်းကိုတော်လှန်ပြီးဗြိတိရှပိုင်နဲ့ထဲထွက်ပြေးတဲ့ရခိုင်နဲ့မဏိပူရပုံကံမှုတွေကို လိုက်လံနှိမ်နှင်းရင်နတ်မြေဝါကရှင်မဖြူကျွန်းပိုင်ဆိုင်မှုအရေးအခင်းမှာမြန်မာနဲ့ဗြိတိရှတပ်တွေထိတွေ့အချင်းများခဲ့ရပြီးစစ်မီးတောက်တဲ့အထိဖြစ်ခဲ့ပါတယ်ခင်ဗျာအင်အားနည်းနေတဲ့မြန်မာနိုင်ငံကိုသိမ့်ပိုက်ဖို့အတွက် ပြိတိရှဘက်ကကြံစည်နေသလိုဂေါရမဗုဒ္ဓပွင့်တော်မူတဲ့မစ္စည်းမဒေတာအိန္ဒိယကိုခြေသက်သိမ့်ပိုက်ပြီးတာနာတော်ပြန်လည်ပွင့်လင်းစီပင်လာအောင် အားထုတ်ဖို့ကိုလည်းဘိုးတော်ဘုရားကလိုလားခဲ့ကြောင်းညို့မြဒေါက်တာတန်းမြင့်ဦးစတဲ့မြမတမိုင်းဆရာတွေကရေးသားကြပါရယ်ခင်ဗျာဒါကြောင့်အင်္ဂလိပ်မြမစစ်ပွဲတွေဟာဗြိတိသျှခင်နဲ့နေချက်အရင်ရှင်ခေတ်ရဲ့ထိတွေ့မှုတိုက်ပွဲတွေဖြစ်သလို အာရှနဲ့ဥရောပအင်ပါယာနှစ်ခုရဲ့နယ်လူပွဲလည်းဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်ဟာပကံမင်းဆက်လက်ထက်ကနေ19ရာစုအထိအနှစ်ရာချီပြီးမြေရှင်ဗြိတိစနစ်ထဲမှာပိတ်မိနေတဲ့အာရှတိုက်ရဲ့ဒေါင်းစွန်းတစ်ခုဖြစ်ပါတယ်ခင်ဗျာရှစ်လျားတဲ့ပင်လယ်ကမ်းရိုးတန်းရှိပေမဲ့ရခိုင်နဲ့ပဲခူးမင်းဆက်တွေပြတ်သုံးပြီးတဲ့နောက်ဒီနယ်မြေတွေမှာစီပင်ထွန်းကားမှုမရှိတော့ပါဘူးခင်ဗျာတမိုင်းတစ်လျှောက်အိန္ဒိယနဲ့တရုတ်အကြား ပင်လယ်နဲ့ကုန်းချောင်းကုန်းရွယ်ရေးလမ်းပေါ်မှာတည်ရှိပြီးပေါ်တူဂီနဲ့အာရက်တင်မောတွေပြတ်တန်းသွားလာရဖြစ်ပေမဲ့မြမရေချောင်းကုန်းရွယ်ရေးနဲ့မြမရေတက်အင်အားကတော့မိုင်းထောင်ကျော်ရှည်လျားလာတဲ့ကန်ယူရန်နဲ့မလိုက်အောင်ချိုးငယ်လှပါတယ်ခမောင်းကုန်းမောင်နိုင်ငံဟာမြေရှင်စနစ်အတွက်ပြည်ပနယ်မြေတွေကိုတိုက်ခိုက်လူယူပြီးပြည်တွင်းမှာရေတွင်းစိုက်ပျိုးရေးအတွက်လုပ်သားတို့ကိုစုဆောင်းလေရှိတဲ့အတိုင်းပြည်ဖြစ်လို့ဘေးပတ်လယ်မှာရှိတဲ့နိုင်ငံတွေကို တိုက်ခိုက်ပြီးအဲ့ဒီနယ်မြေတွေကတယံဇာတရင်းမြစ်တွေကိုထုတ်ယူအသုံးချပြီးနယ်တစ်ဒီကိုလိုနီပြုတယ်ခစ်တစ်နယ်ချက်အတိုင်းပြည်မဟုတ်ပါဘူးခင်ဗျာဒါကြောင့်အမေရိကန်ကနေဒါအပါအဝင်ကမ္ဘာသလွားမှာ ကိုလိုနီတွေတည်ထောင်ပြီးဆက်မှုအရင်းရှင်စနစ်ကိုကူးပြောင်းနေတဲ့ဖြစ်တဲ့လိုနိုင်ငံမျိုးကတည်ထောင်တဲ့အရှိအိန္ဒိယကုမ္ပဏီအစိုးရနဲ့ရှင်ပြိုင်တိုက်ခိုက်ရတဲ့အခါကိုမောင်ဗြိတိသျှနိုင်ငံဟာအထိနာခဲ့ပြီးကိုလိုနီဇယ်လဲအတွင်းခံခဲ့ရပါတယ်ခင်ဗျာ တရုတ်ပြည်ကိုကမ္ဘာအချက်အချာမက်ဆီမနိုင်ငံကြီးလို့ရှေ့တရုတ်အစင်အလာမှာယုံကြည်ယူဆကြသလိုပဲမြန်မာပြည်မှာလည်းဘရက်နန်းတော်ကိုစက်ကြဝလာရဲ့အချက်အချာလို့မှတ်ယူပြီးအလေးအမြတ်ပြုမြဲဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်တရားဟာတာရဏာပွင့်လင်းစွာတည်မဲ့နေရာဖြစ်လို့ဒီပြည်ရဲ့နေချာရှင်းမျက်နှာကိုပိုင်းခြားတဲ့ရှင်ဘရင်မင်းမြတ်ကတာတာရဏဒါယကတွင်မဲ့ဆိုပြီးစပူဒီပဥဆောင်ကျမ်းမှာလည်းဖော်ပြခဲ့ပါတယ်ခင်ဗျာ ဒီလိုအစဉ်အလာယူဆချက်တွေကြောင့်မြန်မာပြည်ဟာဗုဒ္ဓသာသနာစီပင်ထွန်းကားရဖြစ်လို့တခြားနိုင်ငံတွေထက်ဘုံကြီးတယ်မြင့်မြတ်တယ်ဆိုတဲ့ဇာတိမန်တက်ကြွမှုကလည်းမြန်မာမင်းဆက်နိုင်ငံတွေမှာအနှစ်ရာချီတည်မြဲခဲ့ပါတယ်ခင်ဗျာဒီဇာတိမန်မှာပတ်ဝန်းကျင်နိုင်ငံတွေကိုသိမ့်ပိုက်အောင်နိုင်မှုကထက်ဆင့်လောင်းပြီးလူမျိုးတရတပါးကိုနိုင်နေအောင်နိုင်နေကုန်းပေါင်းလက်နက်နိုင်ငံကြီးအဖြစ်စိတ်ကြီးဝင်ခဲ့ကြပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာ အင်္ဂလိပ်ဓာတ်စစ်ပွဲနပိုလီယန်စစ်ပွဲတွေကိုနိုင်ပြီးအိန္ဒိယမှာစစ်သား3တိန်းနဲ့ကိုလိုနီချက်ထွင်နေတဲ့ဗြိတိရှအုပ်စိုးသူတွေအတွက်မြန်မာဟာဘင်္ဂလားပင်လယ်အော်မှာအိန္ဒိယကနေစင်ကာပူအထိကန်ယိုရန်တစ်ဆက်တည်းသိမ့်ပိုက်ထားခြင်းနဲ့အိမ်မက်ကိုဖြည့်ဆည်းဖို့အရေးပါလာတဲ့အကြောင်းဒေါက်တာထင်အောင်ရဲ့မြန်မာနိုင်ငံတမိုင်းမှာပါရှိပါရယ်ခင်ဗျာပြည်ထောင်စုနိုင်ငံတွေရဲ့ထုံးစံထိနန်းဆက်ခံခွင့်အရှုပ်ထွေးတွေကြောင့် နိုင်ငံပြုတ်ကွဲမှုတွေဖြစ်တတ်ပါတယ်ခင်ဗျာအနောက်နိုင်ငံတွေနဲ့မတူတဲ့အရှိနိုင်ငံတွေရဲ့ဒလိအရာမြန်မာမင်းဆက်တွေမှာမိဖုရားမောင်းမမိတ်တန်တွေများပြီးတားတော်တမိတော်တွေကလည်းများပြားလှပါတယ်ခင်ဗျာနန်းဆက်ခံမှုစနစ်ပြ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 မရှိတဲ့အတွက်လဲမြန်မာပြည်မှာဘယင်တက်ရင်ဘယင်ဖြစ်နိုင်တဲ့နိုင်ငံရေးအလေးအဆိုးကြီးကလွှမ်းမိုးနေပြီးနိုင်ငံမတိမငင်ရှိခဲ့တဲ့ကိစ္စကာလတွေများပြားခဲ့ပါတယ်ခင်ဗျာကောမောင်ခေအစမှာ အလောင်းဘုရားကအမှားရှိတဲ့အတိုင်းသားတော်ကြီးများကြီးစင်ငယ်လိုက်နန်းဆက်ခံမှုကလည်းစင်ပြူရှင်လက်ထက်မှာကျိုးပေါက်ပြီးစင်ကူးမင်းနဲ့ဖောင်းကားစားမောင်မောင်ဆိုတဲ့အလောင်းဘုရားရဲ့မြေတော်ဘရင်နှစ်ပါးလည်းနန်းလူဘွဲတွေအတွင်းမှာ တက်ဖြတ်ခံခဲ့ရပါတယ်။သူတို့ကိုနှိမ်နှင်းပြီးနန်းတက်လာတဲ့ဘိုးတော်ဘုရားအလွန်ခင်မာလဲသူမြေတော်ဘာကြီးတော်ဘုရားရဲ့ဌိနှံမှာမိပြန်ကောင်းကြီးရှင်မင်းနုနဲ့ရောက်ပါတော့ဆလင်းမနာကြီးမောင်အိုတို့ကတွင်ကျယ်လာပြီး ကောင်းမောင်နန်းယိုမင်းမျိုးတွေနဲ့အဆင်မပြေဖြစ်ကြပါရခင်ဗျာဒီလိုနန်းတွေမညီညွတ်မှုတွေကြားကအင်္ဂလိပ်ကျူးကျော်စစ်နဲ့ရင်ဆိုင်ရပြီးလက်နက်အင်အားကွာဟမှုစစ်ရေးဗျူဟာအမြင့်မကျယ်မှုတွေကြောင့်မြန်မာဘက်ကအကြီးအကျယ်အထိနာဆစ်ရှုံးခဲ့ရပါရခင်ဗျာစစ်ဖြစ်နေတဲ့အတော်အတွင်းမှာလည်းဘာကြီးတော့စကိုင်းမင်းဟာအမရပူရကနေအင်းဝါကိုမြို့တော်ရွှေ့ဘေးဒိတ်ခံခဲ့ပြီးဖျားဒီကြောင်းဆောက်တာတွေမပြတ်လို့ပြီးစစ်ရေးကိုအလေးမပေးရှိနေတာကို တွေ့ရပါတယ်ခင်ဗျာပထမအင်္ဂလိပ်မြန်မာစစ်မှာမြန်မာရောအင်္ဂလိပ်ဘက်ကပါမှတ်တမ်းအသင်ခံရဆုံးစစ်သူကြီးကတော့ဝန်ကြီးသရုတ်တုထံမှမဟာဗန္ဒူလဖြစ်ပါတယ်ခင်ဗျာမြန်မာအထက်တန်းကျောင်းတွေမှာအတင်းဖွဲ့ပေးတဲ့အသည့်ဂုံပြုခံရတဲ့ဗန္ဒူလဟာဘာကြီးတော်စကိုင်းမင်းရဲ့မိပြန်ကောင်းကြီးရှင်မင်းနုနဲ့မောင်တော်မောင်အောင်မင်းသားကြီးတို့ရဲ့လက်ယုံအဖြစ်အာတန်မဏိပူရကနေရခိုင်ရန်ကုန်တနုဖြူစစ်မျက်နှာတွေမှာ ရဲစွမ်းပြခဲ့သူဖြစ်ပါတယ်ခင်ဗျာ1824ခုနှစ်ကနေ1825ခုနှစ်အတွင်းစစ်တူကြီးမဟာဗန္ဓုလရဲ့ဘဝဟာမြန်မာပြည်အနောက်နဲ့တောင်တကြောကစစ်မြေပြင်တွေမှာလွန်ထိုးနေခဲ့ရပါတယ်ခင်ဗျာရခိုင်စစ်မျက်နှာမှာဗန္ဓုလနဲ့မြောက်ဝတီမင်းကြီးဦးစတို့အစွမ်းပြမှုကြောင့်ကာလာကတားမြို့အထိတုံလုံးခဲ့ရပြီမဲ့ရှစ်ဆက်မတိုးတဲ့အတွက်မြန်မာဘက်ကချင်းချောင်းနိုင်မှုအားရပြီးအိန္ဒိယဘက်က ရေချောင်းထိုးစစ်ကိုထုတ်သုံးခဲ့ပါရခင်ဗျာကြောက်ဖြူမန်အောင်ကနေရန်ကုန်အထိအင်္ဂလိပ်စစ်တမ်းမောတွေဝင်လာမှုကြောင့်ဗန္ဒူလာတပ်ကြီးဟာရခိုင်ကနေမိုးရင်းကြီးကုန်းကြောင်းနဲ့အ мян ပြန်ဆုတ်ခဲ့ရပါရခင်ဗျာနိုင်ငံအောက်ပိုင်းမှာစစ်ပြင်းစင်ထားမှုမရှိတဲ့အတွက်ခေတ်နောက်ကျတဲ့မြန်မာ ကြီးတပ်ရေတပ်တွေဟာအင်္ဂလိပ်စစ်တမ်းမောတွေဘောကအမြောက်တံကိုမခံနိုင်ပဲဖျို့ဖျဲဖြစ်ခဲ့ရပါတယ်ရန်ကုန်တန်လင်းစစ်မြေတပြင်မှာတွေးချောင်းစီးခဲ့ပြီး ဘန်ဒူးလာလည်းအကြအနပြင်ဆင်ထားတဲ့ဓနုပြခံတက်မှာဘုံစံတင်ပြီးကြာဆုံးခဲ့ရပါတယ်။တကယ်တမ်းတော့ဒီစစ်ပွဲမှာကြာဆုံးခဲ့ရတဲ့ဝင်ကြီးတွေဟာဘန်ဒူးလာတယောက်တည်းမဟုတ်ပါဘူးခင်ဗျာ။ကမာရွတ်တက်မှာကြာဆုံးတဲ့ဘုံမူးဝင်ကြီးဒရုံးမင်းကြီးမဟာကောတာလီเจ้าမှာအဖျားယောဂာနဲ့ဆုံးတဲ့ဘုံမူးဝင်ကြီးဒရုံးတုတံမှာတတ်တော်ရှိဟန္တာဝရီเจ้าချီယာမှာဖြင့်လေးလို့ကွက်မြက်ခံရတဲ့ဝင်ကြီးမင်းကြီးမင်းခေါင်ကျော်တို့ရှိသလို့ ဝတိကံတိုက်ပွဲမှာမောက်မဲစော်ွားလဲကြဆုံးခဲ့ရပါတယ်ခင်ဗျာဒီစစ်ပွဲမှာဝင်တိုက်ရတဲ့မြန်မာစစ်တီတွေနဲ့မိသားစုတွေရဲ့ပူပန်တော့ကတွေကိုလည်းကြီးကန်ရှင်ကြီးမေတ္တာစာကိုအင်္ဂလိပ်လိုပြန်ဆိုတဲ့ဒေါက်တာထင်အောင်ကမှတ်တမ်းတင်ခဲ့ပါတယ်ဒီစစ်မှာအင်္ဂလိပ်ဘက်မှာစစ်သားတထောင်ခွဲကြဆုံးပြီးမြန်မာဘက်ကတိထမကအများအပြားကြဆုံးခဲ့ပါတယ်ခင်ဗျာဗန်ဒူလာဟာရန်ကုန်စစ်ပွဲမှာပျောက်ကြားစစ်ပုံစံမတုံးပဲ ပုံမှန်စစ်ပွဲပုံစံမျိုးစစ်ခင်းတဲ့အတွက်ထောင်ချီကြဆုံးခဲ့တဲ့အကြောင်းဒေါက်တာထင်အောင်ရဲ့မြမပြည်တမိုင်းမှာ ပါရှိပါတယ်ခင်ဗျာဗန်နုလာကြဆုံးတာနဲ့တခါတည်းသူညီမင်းထင်မင်းခေါင်ကအစာတက်ပြက်ပြီးဒနုဖြူကစုပ်ပြေးလို့ကွက်မြက်ခံခဲ့ရပါတယ်ရန်ကုန်မှာတနစ်ကြာခုခံနေရကတက်ပြက်ပြီးဒနုဖြူဘက်စုပ်ချိန်မှာလဲတာယာဝတီမင်းသားနဲ့တခြားမြမစစ်သူကြီးတွေကဖြူဟာချအကွက်ဖို့စစ်ခင်းတာတွေမရှိပဲ န်ဒူလာတယောက်တည်းခံစစ်ဆင်ရတယ်လို့ဖြစ်ခဲ့ရပါတယ်ခင်ဗျာနန်းတွင်ရေးအကွဲအပြဲတွေကြားမှာနမ်မတော်မေနုဘတ်သားတွေကပဲအောင်ပွဲရစေလိုတဲ့အတွက်ဘရင်ကြီးတော်တာယာဝတီမင်းသားကိုဦးစီးပြီးမတိုက်ခိုင်းတာဆိုတဲ့ဆွဆွဲမှုတွေကလည်းမြမတမိုင်းလေးလာသူတွေကြားမှာ ပြောစမှတ်ဖြစ်ခဲ့ပါတယ်ခင်ဗျာပြည်မှာရှမ်းစော်ဝါတက်တွေနဲ့ပူးပေါင်းပြီးခံတိုက်ခဲ့ကြပြီမဲ့စစ်တပ်ရှုံးပြီးမလွန်ပကန်းအထိဆက်လက်ဆုတ်ခွာခဲ့ရပါတယ်ခင်ဗျာ ပြည်ကလေးကစစ်ရဲဆဲဖို့နှစ်ဖက်ဆွေးနွေးလာကြပြီမဲ့ရော်ကြီးကိစ္စညှိနှိုင်းမရတာနဲ့ရန်တပို့ကြမှာစာချုပ်ချုပ်ပြီးမြန်မာဘက်ကစစ်ရော်ကြီးငွေတကယ်နဲ့အတူအတန်မဏိပူရာရခိုင်တနင်္လာရီနယ်တွေကိုအင်္ဂလိပ်တွေရဲ့လက်မှာအပ်လိုက်ရပါတယ်ခင်ဗျာခြေတော်နေမြန်မာတယောက်ရဲ့တလကုံကြစေးဟာတကြက်တာရှိခဲ့တဲ့အဲ့ဒီခေတ်ကငွေစက်တန်းတကယ်ပေးရရတဲ့စစ်စရိတ်ဟာမြန်မာပြည်နိုင်ငံကိုအလဲထိုးလိုက်တယ်လို့ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ပမောက္ခချုပ်ဟောင်းဒေါက်တာထင်အောင် ရေးသားခဲ့ပါတယ်။ဒီစစ်ပွဲမှာ အင်္ဂလိပ်ဘက်ကလက်နက်စမ်းတွေထုတ်တုံးတဲ့အထက်မှာနပိုလီယန်ရဲ့စစ်တပ်နဲ့တိုက်ခိုက်ရတဲ့စစ်ပွဲနဲ့1812အင်္ဂလိပ်အမေရိကန်စစ်ပွဲတွေမှာတုံးခဲ့တဲ့ကွန်ကရစ်ဒုံးကျည်လည်းပါပါတယ်ခင်ဗျာ။အဲ့ဒီလိုလက်နက်ချင်းမရှင်းနိုင်ပေမဲ့စစ်အတွင်းမှာမြေလံစနစ်ကိုမြန်မာတွေဘက်ကကျင့်တုံးတဲ့အပြင်မြန်မာတပ်တွေရဲ့ဂျားဖြတ်တိုက်ခိုက်မှုကဂျားမျိုးကိုစိုးရသလိုရှိကြောင်း မြန်မာလူမျိုးတွေကိုတိမ်တွင်းမရဘဲမြို့ကျေးရွာမြေတွေကိုသာတိမ်မိယုံတာရှိလို့အင်္ဂလိပ်ဘက်ကစစ်ရဲစဲဖို့ကမ်းလှမ်းလာကြောင်းဒုတိယမှန်တမ်းရာဇဝင်နဲ့ကုန်းပေါင်ဆက်မဟာရာဇဝင်တွေမှာရေးသားကြပါတယ်ခင်ဗျာဒီစစ်ပွဲဟာအရှိအိန္ဒိယကုမ္ပဏီအတွက်ပေါင်၅တန်းကနေ၁၃တန်းကြားကုန်တဲ့အကုန်အကျအများဆုံးစစ်ပွဲဖြစ်တယ်လို့မြန်မာအတွက်လည်းတက်တာအကြအဆုံးမှာအင်္ဂလိပ်ထက်အများကြီးများခဲ့ရပြီးစစ်ရော်ဂျင်းနဲ့ နိုင်ငံအပြတ်စည်းတွေကြောင့်လည်းကောမောင်ရဲ့အင်အားကိုပြန်လည်မထူထောင်နိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်ခင်ဗျာဒီစစ်ပွဲမှာမြန်မာဖိနှိပ်မှုကိုခံရတဲ့အာတန်မဏိပူရာရက်ခိုင်မွန်စတဲ့လူမျိုးစုတွေကအင်္ဂလိပ်တွေကိုကူညီကြသလိုမြန်မာထိုးစစ်ကိုအမြဲစိုးရိမ်ခဲ့ရတဲ့ထိုင်းဘရင်နိုင်ငံကလည်းတနင်္လာရီကိုဝင်သိမ်းဖို့ကြံစည်ခဲ့ပါတယ်ဒီစစ်ပွဲအတွင်းရန်ကုန်မှာမွန်မြမမင်းဆက်ဆက်ကိုးကွယ်ခဲ့ကြတဲ့ ရွှေကုံစီရီမှာအင်္ဂလိပ်တပ်တွေတက်ဆွဲခဲ့ကြပြီးစီရီဌာပနာတွေကိုအဖောက်ခံခဲ့ရသလိုစင်ကူမင်ခေါလောင်းတော်ကြီးကိုအင်္ဂလိပ်တပ်တွေတဲဆောင်သွားပြီးလှိုင်မြစ်ထဲပြုတ်ကြလို့ပြန်လည်ဆယ်ယူခဲ့ရပါတယ်ခင်ဗျာဒီစစ်ပွဲအပြီးအင်္ဂလိပ်တွေဝင်သိမ်းထားတဲ့ကလေးကဘော်လွင်မြင်ကနေပြန်ဆုတ်ပေးဖို့လဲမြန်မာတို့ဘက်ကအရေးဆိုခဲ့ရပါတယ်မြန်မာတွေဘက်ကအစ်စ်ရော်ကြီးပေးခဲ့ရင်ရခိုင်နဲ့တနင်္လာရီကို အင်္ဂလိပ်တို့ဘက်ကပြန်ပေးမယ်လို့ထင်ပြီးဘန်နာတွေကို ထုတ်ခွဲပေးရခဲ့ပေမဲ့ပြန်မပေးတဲ့အပြင်တနင်္လာရီကိုအသုံးချပြီးမြန်မာနဲ့ထိုင်းကြားမှာအင်္ဂလိပ်ကနိုင်ငံရေးကစားခဲ့ကြောင်းဒေါက်တာထင်အောင်ရဲ့မြန်မာပြည်တမိုင်းမှာပါရှိပါရယ်ခင်ဗျာဒီစစ်ပွဲကြောင်းမြန်မာပြည်ကိုအစင်အလာတစ္ဆာကန်နယ်မြေတွေနဲ့ရောရဲရဲဖွဲ့စည်းထားတဲ့အလဲခစ်ဗရဒရစ်ပုံစံကနေခစ်တဲ့မြေပုံဆွဲပြီးနယ်နိမိတ်တက်တဲ့ပုံစံနဲ့ဝင်လာစေခဲ့သလိုတန်ခင်းတမန်ခင်းအရေးတွေမှာလည်းအစင်လာအတိုင်း ာရှနိုင်ငံတွေနဲ့ဆက်ဆံရေးကနေအနောက်တိုင်းကိုစစ်ရှုံးလိုအဖြစ်ဆက်ဆံခဲ့ရပါတယ်ခင်ဗျာဒါကြောင့်လဲမြန်မာတွေရဲ့ငโกရှိရင်ဇာတိမန်ဟာပုံမူတက်ကြွလာခဲ့ပြီးမှန်တမ်းရာဇဝင်ပြုစုတာဗုဒ္ဓဘာသာကို အားပေးချင်းမြတ်တာတွေပုံများလာခဲ့ပြီးပြည်ထရှမုန်တရေးကိုဥတည်လာခဲ့ပါတယ်ခင်ဗျာဒါကြောင့်အရှိတလွားမှာမြန်မာတွေဟာအမောက်မှဆုံးလူမျိုးနဲ့နိုင်ငံဖြစ်တယ်ဆိုပြီးအိန္ဒိယဗျံကန်ချုပ်လော့ဒလဟိုစီက မှတ်ချက်ချခဲ့တာပါဒီလိုမျိုးချစ်စိတ်ကို အားပေးပေမဲ့လည်းမြမပြည်ကိုပရိသတ်လူအဖွဲ့စည်းကနေအရင်ရှင်လူပောင်ကိုကူးပြောင်းမှုစူးစမ်းတာကိုတော့မတွေ့ရပဲမင်းတော်မင်းလက်ထက်ကြမှာစက်မှုဖွံ့ဖြိုးရေးအတွက်အခြေခံတွေစတင်ခဲ့ပါတယ်နောက်ဆုံးဘာကြီးတော်မင်းကို1839ခုနှစ်မှာနန်းချပြီးတက်လာတဲ့တာယာဝတီမင်းလက်ထက်မှာရန်တဘုတ်စာချုပ်ကိုဆက်လက်အတိမတ်ပြုဖို့ညှင်းဆန်ခဲ့သလိုတန်တမန်လဲလဲရေးမှာလည်း စိတ်ဝင်စားပုံမပြတဲ့အတွက်အင်္ဂလိပ်နဲ့မြန်မာဆက်ဆံရေးဟာပြန်ကောင်းမလာတော့ပါဘူးသူသားတော်ဗကံမင်းလက်ထက်မှာတော့လူတက်မှုဖြစ်တဲ့အင်္ဂလိပ်တင်းမောကပ္ပတိန်ကိုရန်ကုန်မြို့ဝန်ကဒဏ်ရရာကနေဒုတိယအင်္ဂလိပ်မြန်မာစစ်နဲ့အဆုံးသတ်ခဲ့ရပြီးနိုင်ငံအောက်ပိုင်းကိုလည်းဆုံးရှုံးခဲ့ရပြန်ပါတယ်ခင်ဗျာပထမအင်္ဂလိပ်မြန်မာစစ်နှစ်နေရာပြည့်ချိန်မှာတော့ဒီစစ်ပွဲတွေအကြောင်းကိုကမ္ဘာဘယ်နေရာမှမှအရေးတူလို့ပြောတာမရှိပဲစစ်ဖြစ်ပွားခဲ့တဲ့ ြန်မာပြည်နဲ့အိန္ဒိယအရှေ့မြောက်ပိုင်းကအာတန်မဏိပူရပြည်နယ်တွေမှာလည်းဒီစစ်နဲ့ပတ်သက်တဲ့ပြောတာဆိုတာတွေမရှိသလိုဖြစ်နေခဲ့ပါတယ်။ဒီစစ်ပွဲကိုမေ့နေကြတဲ့ဒီနယ်မြေတွေမှာပြည်တွင်းစစ်နဲ့လူမျိုးရေးအဓိကရုံးတွေဘဟုအစိုးရနဲ့အစင်မပြေမှုတွေရှိနေတာကလည်းဒီစစ်ပွဲဟောင်းတွေကိုမေ့စေတဲ့အကြောင်းဖြစ်နိုင်ပါတယ်ခင်ဗျာ။ဒီကျူးကျော်စစ်ကိုဆင်နွှဲရမှာညွန်ကြားခဲ့တဲ့အိန္ဒိယဗျံကန်ကျုပ်လော့အန်ဟတ်အမည်ကိုအစွဲပြုပြီးကြိုက်ကမိကိုအန်ဟတ်မျိုးလို့ မဲ့ခေါ်ခဲ့ဘူးတာကိုလည်းမေ့လျော့နေကြပါပြီခင်ဗျာ19ရာစုအတွင်းမြန်မာနိုင်ငံဟာအင်္ဂလိပ်နဲ့စစ်သုံးချိန်ခင်းပြီးမှတော့ဗြိတိရှအိန္ဒိယအင်ပါယာအောက်ကိုကျရောက်ခဲ့ရပြီးနှစ်ပေါင်း60ကျော်ကိုလိုနီဘဝနဲ့နေခဲ့ရသလိုဒုတိယကမ္ဘာစစ်အတွင်းမှာလည်းဂျပန်လက်အောက်မှာ3နှစ်ကျရောက်ခဲ့ပါတယ်ခင်ဗျာ1948ခုနှစ်မှာဖြစ်ရှားတဲ့စစ်ဆက်ပြီးမြန်မာပြည်လွတ်လပ်ရေးရယူတဲ့အချိန်မှာတော့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာ ပြည်သူ့ရှာတို့လက်အောက်ကိုကြားရောက်ခဲ့တယ်။အာတာနဲ့မဏိပူရပြန်ပါမလာပဲရခိုင်နဲ့တင်းလာရီတာမြန်မာပြည်မှတောင်တန်းနေတဲ့အတူပြည်တော်စုတစ်ခုအဖြစ်ပေါင်းယုံဖွဲ့စည်းခဲ့ပါတယ်ခင်ဗျာ။အဲ့ဒီနောက်အနှစ်80ကျော်အတွင်းမှာမြန်မာနိုင်ငံမှာပြည်တွင်းစစ်မီးတောက်လောင်ပြီးဝါရမျိုးစုံနဲ့လူမျိုးစုံတော်လှန်ရေးလှိုင်းတွေဖုံးခဲ့တယ်လို့အနှစ်60ကျော်စစ်တပ်ရဲ့လွှမ်းမိုးအုပ်ချုပ်မှုနဲ့အာဏာသိမ်းပွဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်ခင်ဗျာ။မြန်မာတွေရဲ့အစဉ်အလာနဲ့ နှလုံးသားရဝန်းဟာအရာဝတီချင်းတွင်မြင့်ဝန်းလွင်မြင်ကြီးဖြစ်ပြီးဒါကိုမြမပြည်မားလို့ခေါ်စမှတ်ရှိခဲ့ပါတယ်ဒီရဝန်းကိုအခြေပြုပြီးမြမမင်းအဆက်ဆက်လက်နက်နိုင်ငံတွေထူထောင်ပြီးနှစ်ရာချီအုပ်စိုးခဲ့ကြတာပါဒီရဝန်းနဲ့ဆက်ဆက်နေတဲ့မြင့်ခွာပုံပတ်လေကရခိုင်ချင်းနာဂကချင်းရှမ်းကရင်နီကရင်ဖြူနယ်မြေတွေကိုမြမအုပ်စိုးသူတွေက ခြေသက်သိမ့်ပိုက်လေးရှိသလို့ ဒီနယ်မြေတွေကိုကြော်ပြီးမနိပူရာအဘန်တရုတ်ယူနန်လာအိုထိုင်းစတဲ့နယ်မြေနိုင်ငံတွေထိလည်းမြန်မာလက်နက်နိုင်ငံချက်တွင်မှုတွေရှိခဲ့ပါတယ်ခင်ဗျာဒီအယူဆဟာပြည်တော်စုနိုင်ငံဖြစ်တဲ့အထိတည်မြဲနေပြီးအရေးပါတဲ့အခြေခံအဆောက်အုံနဲ့ဖွံ့ဖြိုးတိုးတက်မှုအများစုကိုအေယာဝတီမြေဝန်းမာတာထားလိမ့်ရှိတာကိုတွေ့နိုင်ပါတယ်ခင်ဗျာဒီလိုပြည်내ပြည်မှခွဲခြားမှုတွေရှိတဲ့အထက်နိုင်ငံခေါင်းဆောင်အစဉ်အဆက်စည်ရင်းမှာ စစ်တပ်ခေါင်းဆောင်တွေနဲ့သူတို့လက်ဝေခံတွေကလာကြီးစိုးနေကြတာကလည်းအနှစ်60ကျော်ခဲ့ပါတယ်ခင်ဗျာဒါကြောင့်ဒီစစ်တပ်ကိုတီထောင်တဲ့ကစ်တစ်မြမပြည်ခေါင်းဆောင်ဗိုလ်ချုပ်ဆန်းရဲ့တမီးဒေါအောင်ဆန်းစုကြည်လက်ထက်မှာစစ်တပ်ကြီးစိုးမှုရှော့ချရေးကိုကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲအာဏာပြန်သိမ်းခံခဲ့ရပြီးနောက်တကြပြည်တွင်းစစ်မီးကနိုင်ငံအနှံ့မှာဟုံးဟုံးထတောက်လောင်ခဲ့ပါတယ်ခင်ဗျာ၂၀၂၁အာဏာသိမ်းပြီး လင်းတဲ့နေပါအတွင်းပြည်내ဒေတာအများစုနဲ့ပြည်မအထက်ပိုင်းမှာစစ်မီးတောင်းလောင်မှုတွေကြောင့်လက်နက်ကင်တော်လန်ရေးအဖွဲ့အစ်တွေအများကြီးပေါ်လာခဲ့တယ်လို့သူတို့အုပ်စိုးမှုအောက်ကိုနိုင်ငံရဲ့ဧရိယာတော်များများကြားရောက်သွားတဲ့အတွက်1946ခုနှစ်ပြည်တွင်းစစ်အစကမြန်မာပြည်မြေပုံနဲ့တူနေပြန်ပါတယ်ခင်ဗျာအစ်စ်ပေါ်လာတဲ့လက်နက်ကင်အဖွဲ့တွေနဲ့နဂိုရှိရင်လူမျိုးစုတက်တွေပူပေါင်းပုံကံလို့စစ်သက်ချုပ်ကင်နိုင်တဲ့နယ်မြေတွေ နေပါသွားတာလားစစ်တပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကျနေလို့နေမြေတွေပါကုန်တာလားပြပကူညီထောက်ပံ့မှုကြောင့်ဒီလိုစစ်ချိန်ခွင်ရှာမြ мян ပြောင်းသွားတာလားမိစရာတွေအများကြီးရှိလို့နေပါတယ်ခင်ဗျာတခုသေးကြတာကတော့မြမရဲ့နှလုံးသားနေမြေအေယာရီမြဝန်းကိုကြော်ပြီးနှကန်းတက်နေမြေတွေကိုတင်းတွင်းမယ်ဆိုရင်ဟိုးအရင်ဘရစ်ဒရစ်ခစ်တွေကလိုစစ်အင်အားတက်တက်နဲ့မရတော့ပဲလူမျိုးစုတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းမှုအုပ်စိုးခွင့်တွေကို နားလည်အတိမတ်ပြုမှုရှိမှတင်းတွင်းလို့ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ခင်ဗျာအနာကနယ်မြေခွဲဝေမှုမှာဘယ်လိုရှိလာမယ်မသိပေမဲ့အ ਨੇ ဆုံးပြိတ္တရာကိုလိုနီအုပ်စိုးသူတွေလောက်ပါနတ်မှုရှိခဲ့မယ်ဆိုရင်တဆင့်ကန်အုပ်ချုပ်ရေးကိုဖရရစနစ်နဲ့ပေါင်းဆက်ကျင့်သုံးလို့ရတယ်ဆိုတဲ့အချက်ကိုစဉ်းစားတွေးတောမိခဲ့ရပါတယ်ခင်ဗျာအရင်အနှစ်300လောက်ကဇမူဒီဘဦးဆောင်ကျမ်းမှာပါတဲ့မြမပြီမှာအေယာမြင့်ဝမ်းအရှေ့ပိုင်းနဲ့အနောက်ပိုင်း ပြည်တောင်ကို အောက်ပိုင်းမွန်ပြီးအရှိကုန်းမြင့်ကပင်မရှမ်းပြီးမြောက်ဘက်ကအညာရှမ်းပြီးဈင်းမယ်ရှမ်းပြီးဆိုပြီးတိုင်းကြီးရှစ်တိုင်းပါခဲ့ပါတယ်။နောက်အနှစ်300မှာရှိမယ်မြမပြည်မှာတော့ဘယ်တိုင်းဘယ်ပြည်တွေပါမယ်ဆိုတာကိုလက်ရှိနဲ့လာမယ့်မြမပြည်ကောင်းဆောင်မှုတွေကဆုံးဖြတ်ကြမှာဖြစ်ပါတယ်ခင်ဗျာ။ဒီကောင်းဆောင်မှုအဆက်ဆက်မှာလဲနိုင်ငံရေးစီးပွားရေးကျွမ်းကျင်မှုတွေအပြင် နိုင်ငံ내မည်နယ်နိမိတ်နဲ့လိုက်ဖက်တဲ့စည်ရည်အမြင်ကျဲမှုရှိဖို့လဲလိုအပ်ပါတယ်ခမညာဒါမှမဟုတ်ရင်တော့ဘရင်တော်အလောင်းဘုရားခစ်ကလို내မည်အကျယ်ကြီးရအောင်တိမ့်ပိုင်နိုင်ခဲ့ပြီးပုံကန်ချားနာမှုတွေကိုဒါနှိမ်နှင်းလို့မပြီးပဲပြိပဆွတ်ဘတ်တိုက်ခိုက်မှုကိုမကုခံနိုင်တဲ့အစိုးရမျိုးပဲပြန်လာမှာဖြစ်ပါတယ်မြန်မာပြည်ဟာနိုင်ငံကြီးပေမဲ့အလွယ်တကူကျူးကျော်လို့ရတဲ့နိုင်ငံဖြစ်ကြောင်း1824 1826ခုနှစ်က ပထမအင်္ဂလိပ်မြန်မာစစ်1950ကွန်မန်တန်ကျူးကျော်မှုနဲ့1968ခုနှစ်ကတရုတ်ကွန်မြူနစ်နဲ့ဘဂဗထိုးစစ်တွေကမိမောင်းထိုးပြနေခဲ့ပါတယ်ခင်ဗျာအစောဒီနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ